အခုတင်ဆက်ပေးမယ့်အာဇာသင်ကတော့ချန်ပီယံလိမရနာအုပ်စုအတွင်မှနီးပြများဟာအုပ်စုအဖွဲ့ပွဲစဉ်မတိုင်မီစိတ်သက်စစ်စီရင်ဆင်နွှဲခဲ့ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယခုရသည်ချန်ပီယံလိပြိုင်ပွဲရဲ့အကြက်တဲဆုံးမရနာအုပ်စုအဖြစ်သတ်မှတ်ခံထားရတဲ့အုပ်စုစာလုံးအတွင်မှပြိုင်ဘက်နီးပြတွေဖြစ်တဲ့အာဆင်ဝင်းကဘီနီတက်စ်ယာဂင်ကလော့နဲ့အီလီပေါ်တိုဟာအုပ်စုပွဲစဉ်မတိုင်မီစိန်ခေါ်ကျုံးဝမှုတွေပြုလုပ်ပြီးစိတ်သက်စစ်စီရင်ဆင်နွှဲခဲ့ကြကြောင်းသိရှိရပါတယ်။ နာပိုလီနီးပြဘင်နီတက်စ်ကကျွန်တော်တို့မှာ favorite တော့မအပါဝင်အုပ်စုတွင်ပြိုင်ဘက်အားလုံးကိုအနိုင်ယူနိုင်တဲ့စွမ်းရည်တွေရှိနေပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံကိုကစားသမားကောင်းတွေနဲ့ပေါင်းဆက်ထားတာကြောင့်ထူးခြားတဲ့ရာသီတစ်ခုဖြစ်လာမှာပါလို့ပြောဆိုခဲ့ပါတယ် လာမယ့်ပွဲစဉ်မှာ၎င်းနဲ့တွေ့ဆုံမှာဖြစ်တဲ့ပြီးခဲ့တဲ့ရာသီကဘိုလူပွဲအထိတက်ရောက်နိုင်ခဲ့တဲ့ဒေါ်မွန်နီးပြရကင်ကလော့ကချန်ပီယံလိဂ်ကစားဖို့ရှိနေတဲ့ကြားကဟမ်ဘတ်နဲ့ပွဲမှာကျွန်တော်ကစားသမားတွေဟာတိုက်ချက်ကစားသွားတဲ့ပုံစံကအံ့အသင့်လောက်အောင်ပါပဲဒီအတိုင်းဆိုရင်လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်းရလက်ကောင်းရမှာသိကြပါတယ်လို့ပြောကြခဲ့ပါတယ်အာဆင်နယ်သင်းနဲ့တွေ့ဆုံမဲ့မာဆီနီးပြအီလီဘော့ကကျွန်တော်တို့အုပ်စုပထမနေရာရယူနိုင်ဖို့မျှော်လင့်ထားပါတယ်အသင်းရဲ့အင်အားကလည်းဟန်ချက်ညီမျှနေရလို့ယူဆပါတယ် ောက်တဆင့်တက်ဖို့အားလုံးဟာအခွင့်ရေးစားတူပဲလို့ယုံကြည်ထားတာကြောင့်ဘယ်အသင်းကိုမှကျွန်တော်တို့မကြောက်ပါဘူးလို့ပြောကြားခဲ့ပါတယ်အာဆင်နယ်နီးပြအာဆင်ဝင်ကားကလည်းအသင်းမှာလောလောဆယ်ဒဏ်ရာပြဿနာရှိနေပေမဲ့ကျွန်တော်အကောင်းမြင်နေပါတယ်။အသင်းရဲ့အစဉ်လာကောင်းအတွက်တည်ပြဖို့လည်းကစားသမားတွေကိုမှာထားပါတယ်။နောက်တဆင့်တက်ဖို့ယုံကြည်ချက်အပြည့်ရှိပါတယ်လို့ပြောကြခဲ့ပါတယ်။ယခုမရနာအုပ်စုမှာအာဆင်နယ်အသင်းနဲ့တူနာပိုလီ၊ဒော့မွန်နဲ့မာဆေးတို့ပါဝင်နေတာဖြစ်ပြီးလာမယ့်ဘုတ်တုံးနေ့မှာနာပိုလီနဲ့ဒော့မွန် မာစီးနဲ့အာဆင်နယ်ပွဲစဉ်များစတင်ရှင်းပြရမှာပဲဖြစ်ပါတယ်။ဥရောပဘူဂီတိုင်များကဒေါ်မွန်နဲ့အာဆင်နယ်တို့ဟာနောက်တဆင့်တက်ရောက်နိုင်လိမ့်မယ်လို့တင်ပေးထားကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။